ရှလုံအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ဘဝမှာအလဲပြောင်းဆိုတာအမြဲတမ်းကြုံတွေ့ရတတ်တာဖြစ်ပါတယ်ဒေသနာကျမ်းကပြောပြပြီးငိုရတဲ့ချင်းရှိရရီရတဲ့ချင်းရှိတယ်အစင်မပြေတဲ့ချင်းရှိတယ်အစင်ပြေတဲ့ချင်းရှိတယ်ဆိုလိုချင်တာကကျွန်တော်တို့ရဲ့ဘဝမှာအမြဲတမ်းကြီးတတ်တမှတ်တဲ့တွားနေမဟုတ်ပဲနဲ့အနေအမြင့်အသက်ကြအချိုးအကွေ့အမြဲတမ်းကြုံတွေ့ရတတ်တာဖြစ်ပါတယ်ကျွန်တော်ဓာရီကိုကျွန်တော်ရဲ့နှလုံးသားထဲမှာ တမာတတိနဲ့စင်ချင်အောင်မေ့ပြီးမှဖြတ်သွားဖို့အရေးကြီးတာဖြစ်ပါတယ်ကျွန်တော်ဘဝရဲ့အနေမြအတက်ကြကာလအရာဒီအပြောင်းလဲမှာလူတွေဟာဒီအပြောင်းလဲကိုလက်မခံနိုင်ကြဘူးလက်ခံနိုင်ဖို့အတွက်ခက်ခဲကြကြပါလိမ့်ဥပမာပြကိုအစဉ်ပြေနေတဲ့ကာလတစ်လျှောက်လုံးမှာရုတ်တရက်ခက်ခဲတွိုင်းဘာဖြစ်လို့ငါကြမှာဒီခက်ခဲခြင်းတွေဝင်လာရတာလဲငါတလောက်စူးစမ်းနေရတာနဲ့ငါတလောက်လုံနေရတာနဲ့ငါတလောက်ငါတိဆောက်နေရတာဘာဖြစ်လို့ငါဒီလိုမျိုးတွေခံစားရတာလဲဆိုပြီးမှနားမလဲစွာ ဘုရားကိုမေခွန်းထုတ်တတ်ကြတာဖြစ်ပါတယ်ဒီနေ့ဒီကောင်မောင်တို့ကြည်နေတဲ့မိသားစုဝင်များကိုကျွန်တော်အားပေးလိုတဲ့အရာတစ်ခုကတော့ကာလရာတီတွေကအများအားပြောင်းလဲနိုင်ပါတယ်တင်းအခြေအနေတွေကအများအားပြောင်းလဲနိုင်ပါတယ်တင်းဖြတ်တန်းနေရတဲ့အခြေအနေတွေကလည်းအချိန်မရွေးပြောင်းလဲသွားနိုင်ပါတယ်တင်းမမျိုးလင့်တာတွေလည်းဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ဘလို့ပဲပြောပြောတင်းကိုးွယ်တဲ့ဖခင်ကတော့မနေ့ယနေ့နောင်ကာလပြောင်းလဲခြင်းမရှိတဲ့ဖခင်ရှင်ဖြစ်ပါတယ် တင့်ကိုဖះကဂတိပေးထားရင်အဲ့ဒီဂတိကိုဘယ်ချင်းနေပါပဲရောက်တီအောင်လှုပ်ဆောင်ပေးတဲ့ဖြတ်ရှင်ဖြစ်ပါတယ်ထိုဘုရားနာမတော်ကဘာဆက်ဆက်ပုံချပါစေမှန်ပါတယ်တင့်ရဲ့ကာလရာတွေအပြောင်းလဲမှာတင့်အစဉ်ပြင်းနေတဲ့ဘဝကလည်းရုတ်တရက်ခက်ခဲတဲ့အချိန်တွေကိုရောက်သွားတဲ့အချိန်မှာတင်နားမလည်နိုင်တဲ့အချိန်တွေတင့်အတွက်လက်ခံရခဲ့တဲ့အချိန်တွေရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ဖះခင်ကမနေ့ရက်နေ့နောင်ကာလပြောင်းလဲခြင်းမရှိတဲ့ဖះဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်တင်နဲ့အတူတင့်ရဲ့အနာမှာအမြဲတမ်းရှိတယ်ဖြစ်ပါတယ်ရှမတက်ကွန်ညာခန်းရတဲ့အငယ်23မှာ ယေရှုခရစ်တော်ဟာအိမ်မာနွေလာလို့အနက်ရပါတယ်။အိမ်မာလွေနဲ့အနက်အနက်ကငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်ဟုဆိုလိုတည်းလို့ပြောပါတယ်။အဲ့တော့ဘလို့ပဲပြောင်းလဲပါစေဘလို့ပဲအခြေအနေတွေကအနေမြင်တက်ကြရင်ကြုံတွေ့ပါစေ။ကျွန်တော်တို့ဘဝရဲ့အကွေအကောက်တွေချားထဲမှာပထမဆုံးတည်ရမှာတခုကတော့ဘုရားသခင်ကျွန်တော်နဲ့အတူရှိတယ်ဆိုတော့နားလည်ရမှာဖြစ်ပါတယ်။အခုဒီချိန်မှာတင့်ရဲ့ဘဝရဲ့အချိုးကွေအပြောင်းလဲနေတင်ဘလောက်ဒီတင်ခက်ကြမ်းကြမ်းတင်ကြုံဆုံနေရပြီလေ တင်ရင်ဆိုင်နေရပြီလားပထမဆုံးတင်ပြောရမယ့်အရာတင်နားလေရမယ့်တကုတ်တင်လက်ခံရမယ့်အရာတကုတ်ကဖျားတခင်ကျွန်တော်နဲ့အတူရှိတယ်ဟာလေလုယာမယ်ဘဝရဲ့ရှင်သိတွင်နဲ့ရောက်နေရင်လဲဟောလျက်နဲ့ရင်ဆိုင်နေရရင်လဲမိတွင်ထဲမှာရောက်နေရင်လဲပြဿနာတွေခြားထဲမှာရောက်နေရင်လဲတင်ပြောက်တယ်မဟုတ်ဘူးဖျားတခင်တင်နဲ့အတူရှိတယ်နံပါတ်1ဖျားဟာအတူရှိပြီဖျားကဘာလို့လဲဆိုရင်ထောက်ပံ့မဆပါဘူး ဖခင်နာမှာဘုန်းကြီးပါစေကျွန်တော်တို့ဖခင်ကကျွန်တော်နာမှာအတူရှိပေးတဲ့ဖခင်မဟုတ်ဘူးကျွန်တော်တို့အတူရှိုံနာမှာကဘူးကျွန်တော်တို့ကိုထောက်ပံ့မဆတယ်ဂေါလိယက်ကိုတွားရင်စနဲ့ဒါဝိနဲ့အတူဖခင်တခင်ပါတယ်အဲ့ဒါကြောင့်လော်လွဲလေးတလက်ဂဲလုံးလေးတစ်လုံးဟာဂေါလိယက်ကိုလဲကြစေတယ်လူအနေနဲ့ဆိုမဖြစ်နိုင်ဘူးလူအနေနဲ့ဆိုမနိုင်နိုင်ဘူးဒါပေမဲ့ဒါဝိကိုအဲ့ဒီဂေါလိယက်ပေးတွေ့တဲ့အခါမှာဒါဝိရဲ့ဘဝမှာစိတ်ရှုပ်စရာ အပြောင်းလဲတစ်ခုသူကြုံရတာမဟုတ်ဘူးအဲ့ဒီဂေါ်လဲနဲ့ရင်ဆိုင်တဲ့တိုက်ပွဲမှာဒါဝိနဲ့အတူဘုရားတခင်တို့ပါရှိတယ်။ထိုနည်းတို့ပဲချင်းတစ်တွင်းမှာပြေချခြင်းခံရတဲ့ဒိုင်လာနဲ့အတူလဲဘုရားတခင်တို့ပါရှိတယ်။တတ်တလုံးဝင်ကြီးလောက်လာတာ။ချင်းတစ်တွင်းထဲမှာရောက်မယ်ဆိုပြီးမှဒိုင်လာတစ်ခါမှစိတ်ကူးမရင်ခဲ့ဘူး။ဒါပေမဲ့သူ့ဘောရုပ်တရက်ကြီးချင်းတစ်တွင်းထဲရောက်သွားတဲ့ခါမှလဲဒိုင်လာနဲ့အတူဘုရားတခင်တို့ရှိတယ်။ရှေ့ုံနာမှာကအဲ့ဒီချင်းတစ်တဲ့ပါဇက်ကိုဘုရားကပိတ်ထားပေးတယ်။ဘုရားနာမှာပုံကြည့်ပါစေ။ဆိုလိုချင်တာကတင်ဘလောက်ပဲအချိန်ကြီးဆိုးတဲ့ အခြေအနေထဲမှာရောက်သွားပါစေအပြောင်းလဲတွေထဲမှာတင်ရောက်သွားပါစေတင်တဲ့သူဘုရားတခင်ရှိတယ်ဘုရားတခင်ရှိအောင်လာမကောင်တင့်ကိုမလုပ်နေတာကွဲကာပေးနေတယ်ထောက်ပံ့ပေးနေတယ်မဆပေးနေတယ်အဲတော့တင်ဟာချင်းတိတ်တွင်မှာရောက်ရင်ချင်းတိတ်ရဲ့တင့်ကိုဝါမျိုးလို့မရအောင်တင်ကိုလည်းနဲ့ရင်ဆိုင်ရရင်တင့်တဲ့အင်အားကြီးတဲ့လူရင်းတင်ရင်ဆိုင်ရရင်တင်မဖြစ်ရှင်းတဲ့ပြဿနာတင်ရင်ဆိုင်နေရရင်ဘုရားတခင်ကတင့်ရဲ့ကိုစားဖြစ်ရှင်းပြီးတယ်တင်ပါမှာ အားဆိုင်ချင်မလို့ဘုရားလှုပ်ဆောင်ပေးတယ်။အဲ့တော့ဘုရားသခင်အတူရှိတာကိုယုံဘုရားသခင်ထောက်ပံ့ပေးမှာကိုယုံဘုရားရှင်လမ်းပြပေးမှာကိုယုံနောက်တစ်ခုနံပါတ်3ဘုရားရဲ့ဂတိတော်ကိုယ်ဆွဲအော်ဘုရားပါရီဂတိတော်ပေးထားလဲဆိုရင်နှုတ်ကပတ်တော်မှာအများကြီးပဲ။အော်ကြားစောက်ကျွန်တော်တော့ဖတ်ရင်မစိုးရင်နဲ့မကြောင်နဲ့ငါဒီတင်နဲ့အတူရှိတယ်။နော်တင့်ကိုငါမဆမယ်။စတဲ့နှုတ်ကပတ်တော်ရဲ့ဂတိတော်အများကြီးရှိတယ်။အဲ့တော့ငွေကြီးလိုအပ်တဲ့ချိန်မှာဘုရားကဘလို့ထောက်ပံ့မယ်။ကျောင်းမကြီးလိုအပ်တဲ့ခါမှာဘုရားရှင်ဘလို့မျိုးကောင်းကြီးပေးမယ်။စတဲ့ အရာတွေများကြီးကျွန်တော်နာမှာရှိဖခင်ဂတိတော်ပေးထားတယ်။အဲ့ဒီဂတိတော်တွေကိုကျွန်တော်တို့ကဂင်ဆွဲရမယ်။အဲ့တော့ဂတိတော်ဘယ်လိုချိန်မှာဂင်ဆွဲရမှာလဲ။ကိုယ့်အတွက်မဖြစ်နိုင်တော့ဘူးဆိုတဲ့အချိန်တွေမှာဂင်ဆွဲရမှာဖြစ်တယ်။ဥပမာအဖြစ်ဟာနာကကလေးတယောက်မှမရနိုင်တော့ဘူး။အမြုံဖြစ်တယ်လို့လူတွေကတတ်မှတ်တဲ့အချိန်မှာဟာနာကဖခင်ရဲ့ဂတိတော်ကိုဂင်ဆွဲတယ်။ငါတယောက်ကြောင့်ဖောင်းမယ်။ဖခင်တတ်နိုင်တယ်။ငါတယောက်ကြောင့်ဖောင်းမယ်။ဖခင်တတ်တယ်။အာဘရန်နဲ့ဒီလိုပဲအတက်ကြီးပြီးကလေးမရနိုင်တော့ပြန်ဖခင်ရဲ့ဂတိတော်ကိုဂင်ဆွဲတယ်။ငါဖခင်တတ်နိုင်တယ်။ငါဖခင်ကတော့တားပေးဦးမယ်။စတဲ့ ကိုယ့်ရဲ့မဖြစ်နိုင်တဲ့အခြေအနေကိုဘဝရဲ့ခက်ခဲတဲ့အပြောင်းအလဲတခုကိုကိုယဉ်ဆိုင်ရတဲ့ကိုကြုံတွေ့ရတဲ့ခါတိုင်းမှာဖခင်ကတိတော်ကန်ဆွဲဖို့လို့အခုချိန်မှာတင်ဘလို့အခြေအနေကြုံတွေ့နေရလဲတင့်တငယ်ချင်းတွေတင့်မိပါတယ်တင့်တိုင်ဝိုင်းတွေကလည်းတင့်ကိုအောင်မြင်မှာမဟုတ်ဘူးတင့်ဒီကနေလွတ်မြောက်တော့မှာမဟုတ်ဘူးလို့တတ်မှတ်ထားတယ်တင့်ဘယ်တော့မှ အာချမ်းသာတော့မှာမဟုတ်တင်ဘယ်တော့မှကောင်းစားတော့မှာမဟုတ်တင်ဘွားတယ်လို့ပဲပြီးသွားတော့မယ်လူတွေကတင်ကိုအဲ့ဒီလိုပဲအတိမတ်ပြုထားတယ်အဲ့ဒီလိုပဲတီးထားတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးပိတ်ဆို့နေအချိန်တွေမှာတင်ကဖရိုက်ဂရီတော့ကင်ဆယ်ရမှာမှန်းနေတင်အချိန်တွေကသူတို့ထင်တဲ့အတိုင်းမှန်ကောင်းမှန်နေလိမ့်မယ်ဒါပေမဲ့တင်ဖရိုက်ဂရီတော့တင်ကင်ဆယ်ရင်အဲ့ဒီပိတ်ဆို့နေတဲ့အရာလုံးဖရိုက်ပယ်ရှာပေးမယ်ပင်လေကိုတော့ဖရိုက်နှချမ်းခွဲပေးတာဗျာတင်ရဲ့လမ်းညာလုံးဖရိုက်နှချမ်းခွဲပေးမယ်ဘာမှစိတ်ပူကြမလို့အဲ့တော့ကျွန်တော်တို့ဖရိုက်ဂရီတော့မဖြစ်နိုင်တဲ့အချိန်တွေမှာကင်ဆယ်ရမယ်ကိုမကြမ်းပါဘူးမကြမ်းပါတဲ့အချိန်တွေဖြစ်နေတယ် အားလုံးကလည်းဒီမချမ်းမချမ်းနဲ့ကိုကလွတ်မြောက်မယ်နဲ့တို့ကမထင်ထားဘူးအဲ့တော့ကိုကဘာလို့နှုတ်ကပတ်တော်ကိုင်ဆိုငါချမ်းမသူများတွေကကိုဘယ်တော့မှချမ်းတာမှမဟုတ်တော့ဒီလိုမနဲ့ပဲဘဝပြီးမယ်လို့ကိုကတတ်မှတ်ထားတယ်ကိုအချိန်လေးကလည်းတို့ထင်နေမှန်းတယ်ဒါပေမဲ့ကိုဂရိတော်ကိုင်ဆိုမယ်ငါချမ်းမယ်ငါဖျံငေါ့ချမ်းပါစေမယ်ငါဖျံငေါ့ချမ်းတာစေမယ်ငါဖျံငေါ့ကောင်းစားစေမယ်ငါဖျံငေါ့အောင်မြင်စေမယ်စတဲ့ဖရာရဲ့ဂရိတော်ကျွန်တော်တို့ကကိုင်ဆွဲပြီးအသက်ရှင်မယ် why not ဘာလို့လဲဘာလို့ကျွန်တော်မကိုင်ဆွဲရဲမှာလဲ ကျွန်တော်ဖခင်ကကျွန်တော်ကိုကျမ်းစာမှာပြောပြတာတားကမုံတောင်းကြောက်ခဲကိုပေးမယ်အဖေမရှိဘူးလေလောကမှာရှိတဲ့အဖေတောင်မှလေကို့တားကစားစရာတောင်းရင်ဘယ်သူမှကင်းမကောက်မပေးဘူးလေငွေရောမပေးဘူးလေအကောင်းဆုံးအတကအကောင်းဆုံးပေးခြင်းလေဆိုရင်ကောင်းရင်အဖကလေအဲ့ဒီလောကမှာရှိအဖေတောင်းပို့ပေးခြင်းလေဆိုလိုချင်တာကကျွန်တော်ဖခင်ကျွန်တော်ပေးခြင်းနေတယ်ဗျာကျွန်တော်တို့ကိုကူညီပေးခြင်းနေကျွန်တော်လှုပ်ရမှာတကွာပါလေကျွန်တော်ဖခင်ရဲ့ဂတိတော်ကိုင်ဆွဲရမှာပြဿနာမရှိဘူးဘာပဲကြုံကြုံခက်ခဲမှုကြုံကြုံငိုစရာပဲကြုံကြုံ စိတ်ပြတ်မှုပဲကြုံကြုံလိုအပ်မှုပဲကြုံကြုံဂတိတော်ကိုင်ဆိုကျွန်တော်ဖះကျွန်တော်ချစ်တယ်ကျွန်တော်ဖះကျွန်တော်ယက်တီပေးနေကျွန်တော်ဖះကျွန်တော်ကောင်းစားစေမယ်ကျွန်တော်ဖះကျွန်တော်အောင်မြင်စေမယ်ဒါပဲအဲ့တော့လူအနေနဲ့ဒါမင်းဘယ်တော့မအောင်မြင်မှာမင်းရုံးထွက်နိုင်မှာဘလို့ပဲပြောမစီငါပြန်ငေါ့လုံမြောက်စေမယ်ဒီလိုပဲအတန်တန်ကြွေးကြော်ပြီးတွားမယ်ဆိုရင်မိတ်ဆွေကဘဝရဲ့အပြောင်းလဲတွေဘာပဲလာလာဘလောက်ပဲလောကဒဏ်ရဲ့ဇက်ကဘလောက်ပဲကြံ့ကြံ့မိတ်ဆွေကပြစ်တိုင်းထောင်ဖြတ်လာလိမ့်မယ်ပြစ်တိုင်းထောင်ကဘလောက်ဝေးဝေးပြစ်ပြစ်တော့ကြာအထောင်ပဲကြာအဲ့ဒီလိုပဲ တင်အစင်းရဲတကအစင်းရဲဆုံးအနာကျင်တကအနာကျင်ဆုံးအချိန်လို့တင်ဖြတ်တန်းပေးမယ်တင်ဖြတ်တင်နဲ့အတူရှိတာဖြစ်နေတဲ့ကြောင့်ထိုပြတင်နဲ့အတူရှိပေးတဲ့တင်ကိုထောက်ပံ့မဆားတဲ့တင်နဲ့အတူရှိပေုံနာမအောင်တင်ကိုဂတိတော်ကိုပေးနေဖြစ်ရှင်ဖြစ်တယ်အဲ့တော့အဲ့ဒီ၃ချက်ကိုတင်ကန်ဆွဲပြီးဒီနေ့ဘဝရဲ့အပြောင်းလဲအနေမြင့်ကိုတင်ရင်းဆိုင်မယ်သွားမယ်ဆိုရင်တင်ကပြစ်တိုင်းထောင်ဖြစ်လာမှာဖြစ်တယ်အဲ့တော့လောကမှာပြစ်တိုင်းထောင်ဟာဘဒူကမှသူ့ကိုလဲချောင်းလို့လို့မရအောင်ဖျားတာသမီးတွေကလည်းဖျားနာမအောင်ကန်ဆွဲထားတယ်ဘယ်လောကဓာတ်ကမှကျွန်တော်လဲချောင်းလို့လို့မရအောင်ခဏပဲ ကျွန်တော်ကပြန်လဲပြီးမှတဲမှတ်လာမယ်အောင်မြင်လာမယ်အမြင့်ကိုတက်လာမယ်သူတွေဖြစ်တယ်ဖခင်ကနှုတ်ကပတ်တော်ပြအားလုံးကိုစကားပြေကောင်းခြင်းပေးပါစေ